ချောင်းနေညပိုင်းသတင်းစီစဉ်ဒိုင်းထုတ်လွှင့်မှုကနေပြီးတော့ကြိုလိုက်ပါရစေဒီကနေ့မှာတက်ဆက်ပေးသမယ့်သတင်းတွေကတော့ဇန်နရှင်ကြိုက်ထီယိုစီတီတော်မြကြီးရဲ့ဘုရားအနေကစားတင်တဲ့ဗုဒ္ဓဘုဇင်ရာပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်တဲ့ဆိုတဲ့သတင်းကြောင်မဲမြို့နယ်အတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမိုင်းရှင်းလင်းလုပ်ငန်းတွေဆောင်ရွက်နေပြီးလာဘမှုနေတရုတ်ဘုံကြောင်မှာယာယီစေးရုံဖွင့်တဲ့ကဒေသခံတွေကိုကျမ်းမာရေးဆောင်ရှောက်မှုတွေပေးနေတယ်ဆိုတဲ့သတင်းယူရင်းစပွဲအတွင်းတရုတ်ကရုရှားကို ထောက်လိုင်းသတင်းတွေထောက်ပံ့နေကြောင်းယူကရိန်းထောက်လိုင်းရေးဖွဲ့ပြောကြားတဲ့ဆိုတဲ့သတင်း။ထိုင်းနိုင်ငံမှာလွတ်မြောက်လာတဲ့ချင်းတဲ့ကောင်ရဲ့တိုက်ခိုက်မှုကြောင့်ကလေးတူစေယုံတင်ခဲ့ရတဲ့ဆိုတဲ့သတင်း။ပရီးမီယာလိနိုင်ပွဲ250အမြန်ဆုံးပြည့်မြောက်ခဲ့ပြီးနောက်ဖာဂူဇန်နဲ့အာဆယ်ဝင်ဂါတို့ကိုဖိတ်ခေါ်ပြီးညစာအတူစားမယ်လို့ဂေါ်ရီယိုလာပြောကြားတဲ့ဆိုတဲ့သတင်း။အစိုက်ဆိုတဲ့နေ့ကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆန်တော်ရှင်ဂျိုက်တီယိုစီရီတော်မြက်ကြီးဖျားအနေကစားတင်တဲ့ဗုဒ္ဓပူဇနီးယပွဲတော်ဖွင့်ပွဲခန္ဓာကျင်းပပြုလုပ်တဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ ဝန်ပြည်နယ်ကျိုက်သူမြို့နယ်အတွင်းမှာရှိတဲ့စံတော်ရှင်ကျိုက်ထီယိုစီဒီတော်မြကြီးဖရာအနေကစားတင်တဲ့ဗုဒ္ဓဘုဇနီယပွဲတော်ဖွင့်ပွဲအခမ်းအနားကိုအော်တိုဘလာ6ရက်နေ့သတင်းကြော်လာပြည်နေမနက်ပိုင်းကရှင်းမြတော်စကမ်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်အခမ်းအနားမှာဆရာတော်တန်ဃာတော်ကြီးတွေကဖရာအနေကစားတင်ခြင်းအခမ်းအနားကိုတက်ရောက်တဲ့လူတွေကတိလခံယူခြင်းတွေပြုလုပ်ခဲ့ပြီးနောက်ဆရာတော်တန်ဃာတော်တွေကို လူပဲပစ္စည်းတွေစက်ကပ်လှူဒါန်းခဲ့ပါတယ်။အဲဒီနောက်ဆန်တော်ရှင်ချက်တီယိုစီရောမြကြီးရဲ့ဗုဒ္ဓပုဇဏီယပွဲတော်ကိုတာဝန်ရှိသူတွေကဖေချူဖြက်ဖွင့်လှစ်ပေးခဲ့ပြီးတိုင်းရင်းသားရွရအခရတွေနဲ့ဖြုတ်ပြေးခဲ့ကြကြောင်းသိရပါတယ်။နေ့စဉ်တရင်ကျွလာပြင်းနေ့ကနေကစုံလာပြင်းနေ့အထိခေါရလာတိုင်တိုင်ကျင်းပလေးရှိတဲ့ဆန်တော်ရှင်ကြိုက်တီယုစီရောမြကြီးရဲ့ဗုဒ္ဓပုဇဏီယပွဲတော်ကိုပြည်ရင်းပြည်ပဖျားဖို့ခီးသွာအများပြလာရောက်လေးရှိပြီး2024-2025ခုနှစ်ဗုဒ္ဓပုဇဏီယပွဲတော်ကာလအတွင်းပြည်ရင်းပြည်ပဖျားဖို့ခီးသွာ17.6သိန်းကျော်လာရောက်ခဲ့ကြကြောင်း န်နာတော်ထီကောပကအဖွဲ့ထံကနေသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြောင်မဲမြို့နယ်အတွင်းလုံခြုံရေးတပ်ဖွဲ့တွေကမိုင်းရှင်းလင်းလုပ်ငန်းတွေဆောင်ရွက်နေပြီးလာဘမူနီတရုတ်ဘုံကျောင်းမှာယာယီစေးရုံဖွင့်လှစ်ကဒေသခံတွေကိုကျမ်းမာရေးဆောင်ရွက်မှုပေးနေတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ကြောင်မဲမြို့အတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမိုင်းရှင်းလင်းလုပ်ငန်းတွေကိုဆောင်ရွက်နေပြီးလာဘမှုနီတရုတ်ဘုံကျောင်းမှာယာယီစည်းရုံဖွင့်လှစ်ကဒေသခံတွေကိုကျန်းမာရေးဆန့်ရှောက်မှုတွေပေးလျက်ရှိတယ်လို့သိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကြောင်မဲမြို့မှာ ဒမ်မရော့ကလုံးဆုံးပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ကြောင်မဲမြို့မှာအစိုးရအုပ်ချုပ်ရေးယင်းတရားတွေပြန်လည်လေပတ်နိုင်ရင်းနဲ့မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုလိုအပ်တဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဒေသခံပြည်သူလူထုနဲ့ပူးပေါင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။ကြောင်မဲမြို့မှာအုပ်ချုပ်မှုယင်းတရားပြန်လည်လေပတ်စေနိုင်မှုအခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်မှုဒေသခံတိုင်းရင်းသားပြည်သူတွေ NAA ကင်းရှင်းစွာနဲ့စည်ရေးချမ်းသာစွာနေထိုင်နိုင်မှုအတွက်ဘလောင်ဂျမ်ဘက်လန်နဂိုင်ဖွဲ့ TNL နဲ့ပူးပေါင်းဖွဲ့ရီထောင်ထားခဲ့တဲ့ မင်းမြုံမိုင်းနင်းမိုင်းတိုက်မိုင်းတွေကိုအော်တိုဘာလ၄ရက်နေ့ကစတင်ပြီးလူညိုကြီးတပ်ဖွဲ့ဝင်တွေကမိုင်းရှင်းလင်းလုပ်ငန်းတွေဆောင်ရွက်ပြီးကအများပြည်သူတွာလာအသုံးပြုလျက်ရှိတဲ့နေရာတွေမှာမိုင်းရှင်းလင်းလုပ်ငန်းတွေဆက်လက်ဆောင်ရွက်ပြီးလျက်ရှိကြောင်းသိရပါတယ်။ဒါ့အပြင်ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်ပေးနိုင်မှုအတွက်ကျန်းမာရေးဝန်ကြီးဌာနနဲ့တပ်မတော်ကဆရာဝန်တွေတူနာပြုတွေပူးပေါင်းပြီးကြောင်မဲမျိုးလာဘမှုနေတရုတ်ပုံချောင်းမှာယာယီစေးရုံဖွင့်လှစ်ပြီးအော်တိုဘာလ9ရက်နေ့ကစတင်ကဒေသခံပြည်သူတွေကိုကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါတယ်။ ဒါ့အပြင်ကြောင်မဲမြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့နဲ့မြို့တန့်ရှင်းတရားလှပရေးအတွက်အော်တိုဘလ9ရက်နေ့မနက်ပိုင်းချိန်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ဒေသခံပြည်သူတွေပူးပေါင်းပြီးကြောင်မဲမြို့မြို့ဝင်နေရာနဲ့ပေါင်းကျင်နေရာတွေမှာခြုံရွယ်ပေါင်းမြက်တွေခုတ်ထွင်ရှင်းလင်းခြင်းရေစည်းကြီးလာကောင်းမွန်စေရေးအတွက်ရေနှုတ်မြောင်းတွေတူဖို့ပြီးခြင်းစတဲ့တန့်ရှင်းရေးလုပ်ငန်းတွေနဲ့တခြားလိုအပ်တာတွေကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ် အဲ့လိုပဲကြောင်မဲမြို့နယ်တင်းငင်အေဂျင့်တာယာရေးရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒေသခံတိုင်းရင်းသားပြည်သူတွေအေဂျင့်စွာလူမှုစီးပွားဘဝလောက်ကင်စားတောက်နိုင်ရေးအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေမြေလုံခြုံရေးနဲ့နေမြေစုမှုရေးတာဝန်တွေကိုဆက်လက်ဆောင်ရွက်ရရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ယူကရိန်းစစ်ပွဲတွင်တရုတ်ကရုရှားကိုထောက်လိုင်းရင်သတင်းတွေထောက်ပံ့ပေးနေကြောင်းယူကရိန်းထောက်လိုင်းအဖွဲ့ပြောကြားတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ ယူကရိန်းနိုင်ငံအတွင်းတရုတ်ကရုရှားကိုထောက်လိုင်းသတင်းတွေထောက်ပံ့ပေးနေတယ်လို့ယူကရိန်းထောက်လိုင်းရေးအဖွဲ့ရဲ့ထိပ်သီးရရှိတူကအော်တိုဘားလ၄ရက်နေ့ကပြောကြားခဲ့ပါတယ်။တရုတ်ဟာရုရှားကိုယူကရိန်းနိုင်ငံအတွင်းဒုံးကျည်တိုက်ခိုက်မှုတွေပုံမှန်ကောင်းမွန်စွာပြုလုပ်နိုင်မှုအတွက်ထောက်လိုင်းအချက်လက်တွေပံ့ပိုးပေးနေခြင်းဖြစ်တယ်လို့ယူကရိန်းရဲ့ပြည်ပထောက်လိုင်းရေးအေဂျင်စီရဲ့ရရှိတူဖြစ်သူအိုလာအလက်ဇန်ဒရောက Jurian Fountain Agency ကိုပြောကြားခဲ့ပါတယ်။ ဒီကရုရှားကိုထောက်ပံ့ပေးနေတဲ့ထောက်လိုင်းရဲ့အချက်လက်တွေထဲမှာပြစ်မှတ်တွေကိုဖော်ပြထားတဲ့ဂျိုရုထောက်လိုင်းရဲ့အချက်လက်တွေ ပါဝင်ကြောင်းသူကဆိုပါတယ်။ဒါကရုရှားနဲ့တရုတ်ကြားအစင်းမြင့်ပူးပေါင်းဆောင်ရွက်မှုရဲ့တည်တည်အထောက်အထားဖြစ်ပါတယ်။ငါဗျူဟာမြောက်ပြစ်မှတ်တွေကိုရှာဖွေဖော်ထုတ်ဖို့နဲ့ခွဲခြားသတ်မှတ်ဖို့အတွက်ယူကရိန်းရဲ့နေမြေဒေးကိုဂျိုရုကင်းထောက်မှုတွေပြုလုပ်နေတဲ့ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်လို့အလက်ဇန်ဒရောကပြောကြားခဲ့ပါတယ်။မကြသေးမီလာရီအတွင်းသိရှိရတဲ့အချက်လက်တွေအရ ဲ့ဒီဂျူရူ website တွေကို ပြည်ပရင်းနှီးမြှုပ်နှံသူတွေကပိုင်ဆိုင်မှုရှိကြောင်း၎င်းကဆိုပါတယ်။ယခုနှစ်ဧပြီလအတွင်းမှာလည်းယူကရိန်းသမ္မတဇယ်လန်စကီကတရုတ်ဟာရုရှားကိုလက်နက်တွေနဲ့ရမုံတွေထောက်ပံ့ပေးနေကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်တရုတ်ဟာရုရှားနိုင်ငံမေအတွင်းလက်နက်ထုတ်လုပ်နေတဲ့ထောက်လိုင်းရေးသတင်းတွေကိုလည်းရရှိခဲ့ကြောင်းဇယ်လန်စကီကပြောကြားထားပါတယ်။ဆက်လက်ပြီးတော့ထိုင်းနိုင်ငံမှာလွတ်မြောက်လာတဲ့ဂျင်းတဲ့ကောင်ရဲ့တိုက်ခိုက်မှုကြောင့်ကလေးငယ်တအူးဆေးရုံတင်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံရှိအိန္ဒိယမှာမွေးမြူထားတဲ့ဂျင်းနစ်တကောင်လွတ်လာခဲ့ပြီးကလေးတခုကိုတက်ခဲ့ခဲ့တာကြောင့်ထိုကလေးငယ်ကိုဆေးရုံတင်ထားရတယ်လို့တော်ရန်သရိုက်ဆန်ဆိုင်ရာဌာနကအော်တိုဘလ9ရက်နေ့ကပြောကြားခဲ့ပါတယ် ကချနာဘူရီပြည်နယ်မှာအော်တိုဘာလာ၄ရက်နေ့ညအချိန်ကကလေးငယ်တူဟာလမ်းမပေါ်မှာလမ်းလျှောက်နေချိန်ချင်းတီရဲ့တက်ခတ်ချင်းခံခဲ့ရတာဖြစ်ပြီးကလေးငယ်ဟာအတိအကျမသိရသေးတဲ့ဒဏ်ရာရကြောင့်ဇေယုံတင်ထားရပါတယ်။ကလေးငယ်ဟာတခြားကလေးတွေနဲ့အတူဆော်ကစားပြီးနောက်နေအိမ်ကိုပြန်လာတဲ့လမ်းမှာချင်းတီရဲ့တက်ခတ်ချင်းခံရတာဖြစ်ကြောင်းဒေသခံမီဒီယာမှာဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာခြေတိပိုင်ဆိုင်တွင်ကတရားဝင်ဖြစ်ပြီးသတင်းဆိုင်ရုံတွေမွေးမြူရေးချန်တွေကော်ဖီဆိုင်တွေနဲ့နေအိမ်တွေမှာစည်ရင်းသွင်းထားတဲ့ခြေတိအကောင်ကြီး900နီးပါးရှိခြင်းနဲ့အတူလက်တလုံးနှစ်တွေမှာခြေတိအကောင်ကြီးအလွန်မြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေကတော့အဲ့လိုမွေးမြူမှုတွေကလူတွေနဲ့သတင်းဆိုင်တွေကိုအနေရရှိနိုင်တယ်လို့သတိပေးထားပါတယ်။ခြေတိပိုင်ရှင်တွေနဲ့တော်ရန်သတင်းဆိုင်ကာကွယ်ရေးဥပဒေချိုးဖောက်မှုနဲ့တရားစွဲဆိုခံထားရပြီးပြစ်မှုထင်ရှားစီရင်ခံရမယ်ဆိုရင်ထောင်ဒဏ်6လကနေဒဏ်ငွေပတ်9000အထိပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Premier League နိုင်ပွဲ250အမြန်ဆုံးပြည့်မြောက်ခဲ့ပြီးနောက် Ferguson နဲ့ Arsenal တို့ကိုဖိတ်ခေါ်ပြီးညစာအတူစားမယ်လို့ Guardiola ပြောဆိုတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ Mercedes သင်းရဲ့နီးပြ Guardiola က Premier League မှာနိုင်ပွဲ250အမြန်ဆုံးပြည့်မြောက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီးနောက်ကဏ္ဍဝင်နီးပြတွေဖြစ်တဲ့ Ferguson နဲ့ Arsenal တို့ကိုဖိတ်ခေါ်ပြီးညစာအတူစားမယ်လို့ပြောဆိုခဲ့ပါတယ်။ Guardiola ဟာမနေ့ကရှင်မြန်ကစားခဲ့တဲ့ Brentford နဲ့ပွဲစဉ်မှာ Premier League နိုင်ပွဲ250ပြည့်မြောက်ခဲ့ပြီးအဲ့ဒီအတွက် 349ပွဲသာအချိန်ယူခဲ့ရတာကြောင့်ပရီးမီးယားလိမှာနိုင်ပွဲ250အမြင့်ဆုံးပြည့်မြောက်တဲ့နှီးပြအဖြစ်စတင်တင်နိုင်ခဲ့တာပါအရင်ကပရီးမီးယားလိမှာနိုင်ပွဲ250အမြင့်ဆုံးပြည့်မြောက်သူအဖြစ်မန်ချက်စတာယူနိုက်တက်နီးပြဟောင်းဖာဂူဆန်က404ပွဲနဲ့စံချိန်တင်ထားတာဖြစ်ပြီးအာဆင်နယ်နီးပြဟောင်းအာဆင်ဝင်ကက423ပွဲနဲ့ဒုတိယနေရာမှာရှိနေခဲ့တာပါ ဇာလဖာကူဆန်အာဆယ်ဝင်ဂါရိုနဲ့အတူရှင်တွဲယူတည်နိုင်တာကဆုလက်တစ်ခုပါပဲကျွန်တော်တို့ကိုညစာစားဖို့ဖိတ်ကြားတော့ပရီးမီးယားလိရဲ့တမိုင်းမှာအစိပ်ပိုင်းတစ်ခုဖြစ်လာတဲ့အတွက်လည်းတကယ့်ကိုကြည်နူးမိပါတယ်အခုနောက်ထပ်နိုင်ပွဲ250အတွက်ကြိုးစားသွားမှာပါလို့ဂေါ်ရီယူလာကပြောကြားခဲ့ပါတယ်ပရီးမီးယားလိခင်မှာနိုင်ပွဲ250ပြည့်အောင်ဆန်းဆောင်နိုင်တဲ့နည်းပြကဂေါ်ရီယူလာဖာကူဆန်အာဆယ်ဝင်ဂါနဲ့ဒေးဗစ်မွိုက်တို့လေးဦးသာရှိပြီးဒေးဗစ်မွိုက်ကတော့အသင်းတစ်သင်းနဲ့တော့မဟုတ်ပေအသင်းများစွာကိုကန်တွေပြီးရပ်ယူနိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ် အလဘန်ရုတ်တရံညပိုင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ